ီရွယ်ချက်လေးကတော့ဒီမြန်မာစာလုံးကိုတန်ဖိုးထားလို့ပေါ့နော်ပို့ပြီးတော့ထင်ပေါ်ရှင်တယ်ပြီးတော့ဒီဆလွယ်ရဲ့အတိတ်တွေကိုပို့ပို့ပို့ပြီးတော့ပေါ်ဆောင်ရှင်တာပေါ့နော်အဲအကြောင်းအဲ့လိုလေးပြောဖြစ်တာပါ Miss Grand မြန်မာမှာ Miss Grand Tachilate City Rider မင်းထပ်ပိုင်းရဖြစ်ပါတယ်ခင်ဗျာအဲဒီဘက်ကတော့ကျွန်တော်ရဲ့ကလေးပေါ့နော် Miss Grand Tachilate 2025 Miranger Sanra လို့ခေါ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ဒီနေ့ဝက်လာရဲ့ဝက်ဆောင်ဆိုရင်ပေါ့နော်အဲဒါညီမပန်းကနုတ်လေးတွေရွှေနဲ့လောက်ထားတာအောက်မှာကျွန်တော်တို့ဒါကြောက်အပြာနဲ့ပေါ့နော်ဒီနေ့က Navy Blue Tint လေးဆိုတော့လေအဲဒါမျိုးလေးကိုစင်မြန်းပြီးတော့အဲအမိုင်စားလေးပွဲထွက်လာတာပေါ့နော် Free Ground ဆိုလို့ရှိရင်တိန်တော်တော်တန်တယ်တောင်မှာတော့အခုကျွန်တော်တို့ချုပ်လက်ဆာဆိုတော့ပြောလို့မရသေးဘူး။ဘာလို့လဲဆိုတော့အမှကျွန်တော်တို့ ရွှေတွေထည့်ချုပ်ထားတယ်ရွှေထည့်ချုပ်ထားတယ်ဟိုကြောက်ကတော့ဟိုတာမန်ဒီ sequence ကြောက်တွေပါပဲဒါပေမဲ့ကျွန်တော်တို့ရွှေပန်းပွင့်နေအဲ့လိုမျိုးထည့်ချုပ်ထားတယ်ထည့်ချုပ်ထားဆိုတော့တမောအဖျားတော့တော်တော်မြင့်သွားလိမ့်မယ်ဟိုအတိကျတော့ဝက်ဆောင်မပြီးသေးတဲ့ပြောလို့မရသေးဘူးပေါ့နော်ရတော့ကြုံမယ်အဲအဘီယာနေရှင်းနယ်ကော်ရှင်ဆိုရင်လည်းဒါတချီကလူတွေဆိုရင်အရန်ကြိုက်ကြလိမ့်မယ်ဒါဖြစ်လို့လဲဆိုတော့တချီလေးမြို့မှာရှိတဲ့အထင်ကရဟာတွေပဲကျွန်တော်အကောင်းဆုံးလောက်ထားတယ်အကောင်းဆုံးလည်းဖန်တီးထားတယ် ီးတော့ဟို national collection အတွက်ကိုလည်းဒီတာချရိတ်မျိုးကိုစားပြုအနေနဲ့အားမငယ်စေရပါဘူးလို့ကျွန်တော်အားမခံရပါတယ်ခင်ဗျဆရာတော့အကောင်ဆုံးပေါ့နော် support ပေးတယ်ဒီစိတ်သက်ပိုင်းဆိုင်ရာရော casual ပိုင်းကအစတိဝတ်စုံပိုင်းကအစအကုန်လုံးပေါ့နော်ဆရာနဲ့တင်အဲ့လိုမျိုးပြပြဆောင်အောင်ကိုအဲ့လိုမျိုးလှူတာပေးရ support ပေးတာအဲ့လိုမျိုးပေါ့နော်အရင်အားရှိတယ်ဆရာတရားနဲ့တင်အဲ့မျိုးလုံလောက်ပြီးတော့တီးပြိုင်ပွဲကိုအဲ့မျိုးကိုကိုကိုကွန်ဖီဒန့်အပြင်းနဲ့ရှင်ပြိုင်နေပါတယ်လို့ပြောချင်ပါတယ် မြန်မာနိုင်ငံသူတွေကသူ့ရုပ်ရည်ကိုဘလိန်းတယ်အာသူက miss ရုပ်မထွက်ဘူးအာ miss ရုပ်မပတ်ဘူးအဲ့လိုမျိုးပြောတယ်ပေါ့နော်အာအမှန်ကယ်တော့ miss ဆိုတာကကျွန်တော်တို့အလမဲ့တယောက်အလမဲ့ဆိုတာလူတယောက်ရဲ့မျက်နှာလှပမှုကိုရည်ညွှန်းတာမဟုတ်ဘူးသူရဲ့စိတ်နှလုံးသားလှပမှုကိုရည်ညွှန်းတာအဲ့တော့ကျွန်တော်သူ့ရွေးချက်လိုက်တာဒီသူ့မှာလှပတဲ့စိတ်နှလုံးသားရှိရဲ့အဲ့ဒီအချက်ကြောင့်ပဲရွေးချက်လိုက်တာအဲ့ဒါ miss ရုပ်ကဘယ်ရုပ်ကြီးဖြစ်နေရမယ်ဆိုပြီးတတ်မှတ်ထားတဲ့စံနှုန်းမရှိဘူးအဲ့တော့လူတိုင်းက miss ဖြစ်နိုင်တယ်သူ့ရဲ့ body structure ဘယ်လိုပဲဖြစ်နေပါစေဘယ်လိုအသားကြီးပဲဖြစ်နေပါစေ သူတို့မှလပတဲ့စိတ်နှလုံးသားရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမစ္စတာရောက်အနေနဲ့ပွဲထုတ်လို့ရတယ်။အော်အဲ့ဒါကိုဒီမြန်မာနိုင်ငံလူတွေကိုလည်းလက်ခံပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာ။ Care for Bind တော့အရင်ယုံကြည်မှုရှိတဲ့အပိုင်းတစ်ခုပေါ့နော်။ဆရာလည်းတော်တော်လေး train ထားပေးတော့ပေါ့နော်။အရင်ကို confident ပြည်တယ်အမျိုး care ရှာလိုက်တဲ့အချိန်မှာဘသူ့မှအဲ့လိုမျိုးမမြင်တော့ကိုအတော့ပါဆုံးဆိုတော့စိတ်နဲ့ confident ပြည်နဲ့ရှောက်ဖြစ်တယ်အဲ့လိုမျိုး။သူ့ဆိုရင်နာအဓိကကသူကအစ်စ်ဖြစ်တယ်အစ်စ်ဆိုတော့ ဟိုပွဲနဲ့ပတ်သက်ပြီးဘာတွေ့ကြုံမှမရှိဘူးဒီနေ့ဆိုသူမလျှောက်မရှင်းကျွန်တော်စိုးရိမ်နေတာပေါ့နော်စင်မမအဲချောက်တင်များတုံနေမလားဩဘာများဖြစ်သွားမလဲဆိုပြီးတော့ကြည်နေတာဒါပေမဲ့ဟိုသူအကောင်းမွန်ဆုံးလောက်ပြပါနိုင်တယ်ပေါ့နော်ဟို perfect မဖြစ်နေတောင်မှဟိုတရားရခိုင်နှုန်းမပြည့်နေတောင်မှ80လောက်ကတော့ဒါသူ့အတွက်တော့လွယ်ပြောအတတရောက်နေနေတော့ကောင်းနေလို့ကျွန်တော်အနေနဲ့တော့ပြောလို့ရတယ်အဲ့တော့ဟိုလေးချိန်ခန်းနေပေးထားတာတွေလည်းဒါသူကောင်းကောင်းလေးလောက်နိုင်တယ်ဟုတ်သောအဆင်ပြေပါတယ်နောက်ပိုင်းလဲဟိုဥမာပေါ့မနေ့ကမလုပ်မယ်ဆိုအဲ့ညာနဲ့ပတ်တိုင်ကျွန်တော်ကညကလေးအတိတ်စိတ်ပြင်ဆင်တာဆိုတော့ ဟိုလိုအပ်ချက်ကတော့တက်နိုင်ဆုံးနည်းအောင်ကျွန်တော်တို့စူးစမ်းသွားပါမယ်လို့ရုံမာရုံလို့လည်းတချီလေးကိုပေးတာကသိရဲဟိုကျွန်တော်တချီလေးကိုဘယ်လောက်ထိလောက်ပေးလဲဆိုတာဟိုဒါတချီလေးကသူလည်းသိတယ်ဒီတချို့တော့ပေးစမ်းဖန်တွေလည်းသိတယ်အဲသူကဘယ်လောက်ယုံကြည်လဲဆိုတော့တချီလေးမျိုးပေးထားတာပဲကြီးလိုက်ပါတော့ကျွန်တော်အစားအစတော့တချီလေးမဟုတ်ပဲနဲ့တခြားမျိုးတွေပေးမလို့ဒါပေမဲ့တချီလေးကိုတခြားသူယူသွားပြီးတော့ဟိုပြပြရောက်လောက်သွားမှလဲစိုးရိမ်နေအော်ပြီးတော့ကိုကလေးကတခြားမျိုးအနေနဲ့ပြန်ရမှာဆိုတော့လည်းကျွန်တော်လည်းဟိုအပွင့်လင်းဆုံးပြရင်လောက်ပေးရမှာအားသိမ့်မပါဘူးအဲ့တော့နောက်ဆုံး ဒါအစ်စ်လဲပါဟန်ဖြစ်လို့လောက်ကြမယ်ဆိုပြီးသူတချီလေးပေးချပြလိုက်တော့ဆက်စချင်းတော့အစဲခံရတော်တော်ခံရတယ်။ခုနောက်ပိုင်းတော့သူ့ကိုလက်ခံလာကြပါတယ်။လှလာတယ်အဲအားပေးရဲ့ဘာညာပေါ့နော်။ဘာမှတော့ပြင်မပြောချင်ဘူးပေါ့နော်။တမီလဲလိုအပ်တာလေးတွေကိုအကောင်ဆုံးပြင်ဆင်သွားမယ်အမျိုးပေါ့နော်။ကို့မှာလဲပဲအစိတ်ပိုင်းကအားနည်းနေတယ်ဆိုတော့ကို့ဟာကိုလဲတီးတဲ့အတွက်ကြောင့်အကောင်ဆုံးပြင်ဆင်သွားမယ်။အဲ့လိုဝေဖန်ပြီးတော့လဲအရင်ချစ်စွတ်တင်ပါတယ်လို့။ခံစားရတယ်။ခံစားတာတော့မျိုးမရှိဘူးပေါ့နော်။ ွာအကောင်ဆုံးပဲလုတ်သွားမယ်ဆိုတော့စိတ်တစ်ခုထဲနဲ့ပဲအမျိုးတက်ရောက်လာခဲ့ပြီဆိုတော့အားလည်းမလျှော့ဘူးနောက်လည်းပြန်မဆုတ်တော့ဘူးအကောင်ဆုံးပဲလုတ်သွားမှာပါမပြုတ်ပြင်နိုင်တဲ့အရက်တွေကကြတော့မပြုတ်ပြုတ်ပြင်လို့မရတော့ဘူးလေနော်အာဂျန်နဲ့အစိတ်ပိုင်းတွေမျက်လုံးတို့ဘာတို့ကတော့အဲ့လိုမျိုးဘယ်လိုပြောမလဲကိုခွဲစိတ်ချင်တဲ့ခါကျရင်ခွဲစိတ်မယ်အဲ့လိုမျိုးပေါ့နော်တွေ့ထားတာလေးတွေတော့ရှိတယ်အခုတော့ဒီတိုင်းပဲ ဒီတိုင်းပဲခံယူဒီတိုင်းပဲကိုယ့်ကိုလာတယ်လို့ confidence ထည့်ပြီးတော့အမျိုးပြန်နေပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့ဒီ Miranja Sanra Miss Grand Touch Lake 2025ကိုရှေ့ရှောက်ပြီးတော့အားပေးကြဖို့အတွက်လည်းကျွန်တော်တောင်းဆိုချင်ပါတယ်အာလိုအပ်ချက်တွေအများဆုံးရှိနေတော့မှကျွန်တော်တို့လိုအပ်ချက်အ ਨੇ ဆုံးနဲ့အသက်နိုင်ဆုံးအကောင်းဆုံးပြန်ကျွန်တော်တို့စူးစမ်းပြီးတော့ပြင်ဆင်သွားပါမယ်ပြီးတော့ဒီနောက်လာမယ့် challenge တွေမှာလည်းဟို သူများထက်ပါမနေအောင်သူများထက်မလျော့တော့အားနဲ့ကျွန်တော်တို့အကောင်းဆုံးရှင်ပြိုင်သွားပါမယ်လို့ပြောရင်းနဲ့ကျွန်တော်တို့အားပေးကြဖို့အတွက်ကောင်းဆုံးချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ Voice in the Shadow လို့အားပေးကြတဲ့လူလည်းကျေးဇူးတင်ပါတယ်ပြီးတော့ထပ်ပြီးတော့အားပေးပါအောင်လို့အားလုံးကိုတောင်းဆိုချင်ပါတယ်တမီးကိုလည်းအများကြီးချစ်ပေးပါအောင်ရှင်